ဈေးရောင်းကောင်းခြင်းဒီဆဲချက်ကိုမမေ့နဲ့နံပါတ်၁အလကားရတဲ့အပြုံးကိုအစစ်ပေးဖို့မတွန့်တိုနဲ့နံပါတ်၂နှုတ်ချိုလက်တူဆိုသလိုချိုသားတဲ့စကားနဲ့ဖောက်တယ်ကိုဆွဲဆောင်မှုမမေ့နဲ့နံပါတ်၃ဝေသူရဲ့နာမည်ကိုခေါ်ပြောနှုတ်ဆက်ဖို့မမေ့နဲ့ကိုယ်နာမည်ကိုမှတ်မိနေတဲ့ဈေးတွေကိုဝေသူတိုင်းသဘောကျတတ်ကြတယ်နံပါတ်၄ဈေးကိုလျှော့ပြီးအပြိုင်ဆိုင်ရောက်ရင်ဈေးခွက်ပြတ်တက်တာကိုမမေ့နဲ့နံပါတ်၅ တစ်ခါလာတဲ့ဝယ်သူကိုနှစ်ခါလောင်လုံနိုင်ရင်အဲ့ဒီဆိုင်ရက်တည်နိုင်မယ်။တစ်ခါတစ်ခါလာဝယ်လောင်လုံနိုင်ရင်အဲ့ဒီဆိုင်ချမ်းသာလိမ့်မယ်။နံပါတ်6ကိုယ့်ရဲ့ဆိုင်တည်ရှိနေတဲ့ပတ်ဝန်းကျင်နဲ့လိုင်ရောညီတွေဖြစ်တဲ့ကုန်ပစ္စည်းတွေကိုရောင်းချမှသာဆိုင်ဟာရည်ရှိတည်မြဲတတ်တယ်။နံပါတ်9မိသားစုသုံးဝေကိုဆိုင်ရဲ့အမျက်ငွေထပ်ပိုးမတုံးမိသေးနဲ့အရင်းငွေတွေကမကြာမကြာထုတ်သုံးနေရင်ဆိုင်ပြုတ်တတ်တယ်။နံပါတ်10 လူရင်းတွေကိုအမျက်မယူပဲရောင်းချင်ရောင်းပေးလိုက်ပါ အကျွေးလုံးဝမရောင်းပါနဲ့နံပါတ်9စိုင်းထဲကကုန်ပစ္စည်းတွေကိုအလွယ်တကူယူယူတုံတက်တဲ့အခြေမလုံးနဲ့နံပါတ်10အမြန်များပြီးကြာကြာရောင်းမထွက်မဲ့ကုန်ပစ္စည်းတက်အမြန်နေပြီးမြန်မြန်ရောင်းထွက်တဲ့ကုန်ပစ္စည်းကပိုပြီးအကျိုးအမြတ်ရတတ်တယ်ဆိုတာကိုမမေ့နဲ့ဒီချက်တွေကိုပြင်နိုင်မယ်ဆိုရင်ဈေးဆိုင်တိုင်းရေရှည်ရက်တည်နိုင်ပါလိမ့်မယ်။မင်းမွေးသွားတဲ့အခါ မင်းရဲ့လှုပ်ဆောင်ချက်တွေလွဲချော်လို့အကျိုးအကြောင်းမညီညွတ်လို့ငွေကြီးအစားအဆင်မပြေတော့လို့ဘဝကိုလှိုင်းနေလေတဲ့ဖြတ်တန်းနေရတဲ့အချိန်မှာတစ်ချိန်ကမင်းကိုလေးစားပါတယ်ဆိုရဲသူတွေမင်းအနာအနေဆုံးခွာသွားကြလိမ့်မယ်။အရာရာမင်းနဲ့တိုင်ပင်ရမှဆိုရဲသူတွေလည်းမင်းကိုဆက်သွယ်ကြမှာမဟုတ်တော့ဘူး။မင်းကိုအရန်ချစ်ပါတယ်။မင်းကိုအားကိုးပါတယ်ဆိုရဲသူတွေလည်းတဖြည်းဖြည်းချင်းဆုံးခွာသွားကြလိမ့်မယ်။တစ်ချိန်ကမင်းသူတို့အပေါ်ပေးဆက်ခဲ့တာတွေ၊တန်ရောစဉ်ကြည့်ခဲ့တာတွေ၊ချစ်ခဲ့တာတွေ လှုပ်ပေးခဲ့တာတွေကိုမတွေးမိကြတော့ဘူးမင်းဘလောက်ကောင်းကင်ကောင်းကင်မင်းကြချုံသွားချိန်မှာမင်းဟာသူတို့အတွက်မလိုအပ်တော့တဲ့သူတယောက်ဖြစ်သွားပြီလေမင်းအဆင်ပြေနေတဲ့အချိန်မှာအရာရာမင်းရှိမှဆိုတဲ့သူတွေမင်းအဆင်မပြေတဲ့အချိန်နဲ့ရောက်ရောမင်းမရှိလဲဖြစ်တယ်ဆိုတာတွေဖြစ်ကုန်ကြရောဘာပဲလုပ်လို့မင်းကိုပဲတိုင်ပင်မှမယ်ဆိုတဲ့သူတွေကလည်းမင်းမသိအောင်ပဲလှုပ်သွားကြလိမ့်မယ်မင်းတစ်ချိန်ဟာသိမ့်ဆယ်ချီကူညီပေးခဲ့တဲ့သူတွေကိုအကူအညီပြန်တောင်းကြည့်လိုက်မင်းကိုတသိန်းလောက်ပြန်ချီပေးရင်ကံကောင်းတယ်လို့မှတ် မကောင်းတတ်လို့ဆုံးရင်ဆုံးမသေးဆိုပြီးတသောင်းနှစ်သောင်းလောက်တော့ကူညီခြင်းကူညီကြလိမ့်မယ်။ဒါဝိမဲ့တခြားတစ်ပတ်မှာတော့သူ့ကိုကူညီလိုက်တဲ့အကြောင်းလေးမင်းဘယ်လိုမွေးနေတယ်ဘယ်လိုအဆင်မပြေဖြစ်နေတယ်ဆိုတဲ့အကြောင်းလေးကိုပါဇက်ရတာခံပြီးပြောနေကြမှာကွာ။မင်းမကြိုးစားလို့မင်းကြာရှုံးနေတာသူတို့အမှတကယ်ကြိုးစားတဲ့သူတွေဒီလိုအမားတွေကိုပြန်နိုင်မှမင်းပြန်ထနိုင်မှလုံးမတော့ဘာမှလုပ်လို့မရတော့ဘူး။ဘာညာနဲ့မင်းကိုအပုတ်ချပြီးဆရာကြီးလေတန်းနဲ့ပြောကြလိမ့်မယ်။ မင်းကြာရှုံးနေတဲ့အချိန်မှာမင်းဘက်ကနေရက်တီပြီးဘယ်သူမှကောင်းမြင်ပေးမှာမဟုတ်ဘူး။သူတို့အတွက်မင်းကအတုံးမှမဝင်တော့တာ။သူတို့အခက်ခဲတွေကိုမင်းကအရင်လိုဖြေရှင်းမပေးနိုင်တော့သလိုမင်းမှသူတို့လိုချင်တဲ့ဘဝမျိုးမရှိတော့တာကြောင့်မင်းကိုခါချကြလိမ့်မယ်။ဒီတော့သူတို့တင်ပေးခဲ့တဲ့သင်္ကန်းသားတွေကိုယူတန်ရောတင်ဖြတ်တင်တာတွေကိုဖြတ်စိတ်နာပြမနေနဲ့ဝမ်းနည်းမနေနဲ့ဒါတွေကိုတွန်းအားလိုပဲမှတ်ယူလိုက်။ဘဝအမြဲတမ်းအဆိုးတွေနဲ့ပဲကြုံမနေဘူးဆိုတာကို သူတို့သိအောင်တတ်သေးပြလိုက်ကောင်းလေလူတွေရဲ့အကြောင်းကိုသိခြင်းဒါတွေကိုဆောင်းဘာတွေကိုဆောင်းရမှာလဲဆိုတော့မရှိခြင်းအောင်ဆောင်းမသိခြင်းအောင်ဆောင်းအာခြင်းအောင်ဆောင်းမရှိခြင်းအောင်ဆောင်းတဲ့အခါလူတွေရဲ့စိတ်ဓာတ်အမှန်ကိုမြင်ရလိမ့်မယ်မသိခြင်းအောင်ဆောင်းတဲ့အခါလူတွေရဲ့မူသားတွေကိုမြင်ရလိမ့်မယ်အာခြင်းအောင်ဆောင်းတဲ့အခါလူတွေရဲ့ကြော်ခွားတတ်တဲ့လောရတေကိုမြင်လာရလိမ့်မယ်ရှင်မဖွင့်တဲ့သူ၅ယောက်နံပါတ်၁ နှုတ်ဖွာသူနှုတ်ဖွာတဲ့သူတွေဟာသူတို့ကိုမင်းရင်ဖွင့်လိုက်တဲ့စကားတန်းကိုတခြားသူတို့ဒေကြောက်ပြန်ပြောပြကြလိမ့်မယ်။နံပါတ်1မနာလိုသိမ်များသူမင်းပေါ်မနာလိုတဲ့သူတွေဟာမင်းရဲ့အကျိုးစီးပွားပျက်စီးရာပျက်စီးကြောင်းအမြဲဖြစ်စေခြင်းကြတာကြောင့်မင်းရဲ့လိုအပ်ချက်တွေမင်းရဲ့အားနည်းချက်တွေကိုမင်းရဲ့ပြိုင်ဘက်တွေကိုပြန်ပြောကြလိမ့်မယ်။ပြီးတော့မင်းရဲ့ကြွယ်ရာမှာမဟုတ်တန်တရားတွေပြောပြီးမင်းရဲ့နောက်ကျောင်းဓာတ်နဲ့ထိုးကြလိမ့်မယ်။နံပါတ်3ဒေါ်လာကြီးသူ ဒေါသကြီးတဲ့သူတွေကလည်းမင်းပြောလိုက်တဲ့မင်းရဲ့လိုအပ်ချက်တွေကိုမခံကျင်စိတ်ဒေါသစိတ်တွေကြောင့်မရည်ရွယ်ပဲလှုပ်ခနဲပြောမိတတ်တယ်။နံပါတ်၄အရက်သေးတာတောက်စားတဲ့သူထရေမူးတော့ကျွဲဖို့ပေါ်ဆိုတဲ့သကပုံအတိုင်းပဲအရက်သေးတာတောက်စားတဲ့သူတွေကလည်းရေချိန်ကြိုက်လာရင်လှုပ်ဝက်ချက်ရောပါရောတတိမရတော့ပဲပြောချပြလိုက်တာမျိုးတွေဖြစ်တတ်တယ်။နံပါတ်၅လုပ်ငန်းတူလုပ်ကိုင်နေတဲ့သူ လုပ်ငန်းတူလုပ်ကိုင်နေတဲ့သူတယောက်ကိုဘလောက်ပဲခင်မင်ရင်းနေနေပါသည်မင်းရဲ့တွင်ရည်တွေမင်းရဲ့လိုအပ်ချက်တွေကိုရင်မဖွင့်တာကောင်းဆုံးပဲဘာကြောင့်လဲဆိုတော့မင်းရဲ့လိုအပ်ချက်တွေမင်းရဲ့အတွင်ရည်တွေကိုတည်သွားတဲ့ပြိုင်ဘက်ဟာအချိန်မီမင်းကိုအလဲထိုးအနိုင်ယူသွားနိုင်တာကြောင့်ပဲဒါကြောင့်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုယ့်ရဲ့အတွင်ရည်တွေကိုဒီလိုငါးမျိုးကိုဘယ်တော့မှရင်မဖွင့်မိစေနဲ့